ကယ်လိမ်မအောင်လို့ရေဒါဒါချီဂျူလီရတော့ဒါချီဂျူလီရဲ့မိသားစုနဲ့ family လေးနဲ့ဒါဘယ်တော့မှလဲဆိုရင် let's ra လေးကိုသင်ပေးတာဒီဒါချီတို့က let's go to တောင်ကြီးเนาะအဲတောင်ကြီးသွားကြတာဖြစ်လာတာဒါချီရဲ့မမအဒါချီရဲ့ say so from အဲ England နေလာတာမှတ်တရเนาะအမနဲ့လည်းသွားမယ်အမအဲဒီမှာဒီချဲရဲ့အဲတော့အမေမြေနဲ့ပါနေကြတယောက်ပါမယ်အမချဲရဲ့အမတယောက်ပါဒါမချဲရဲ့မမ်မီ ယ်ဒီလိုသွားမယ်နော်အဲ့မှာတချို့ဘာတွေပြောချင်တာလဲဆိုရင်အာလိမ္မာအောင်တို့ကို let's လေးကိုတင်ပေးချင်တာအဲ့ let's ကလည်းလူတိုင်းပြောတတ်တယ်ကွာသိရမလား let's go လို့ဘာလို့ဟာ let's get ready hey အာဆင်းနေလောက်ကြာစို့တို့တွေသွားကြစို့ဆိုပြီးပြောကြတယ်ဒါပေမဲ့အလေးမအောင်တို့အင်္ဂလိပ်စာကိုထွ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 လေးလာနေတဲ့လူတွေမသိသေးတဲ့ဟာလေးကိုတချို့က knowledge share ချင်တာဖြစ်တယ်အဲ့ဒါပါလဲဆို let first of b s ဆိုတဲ့ဟာလေးနော် င်း forest of bs ဆိုတာဘာကြီးလဲဆိုတာနေမာတို့သိစေချင်တယ်အဲ့တော့ဥမာဆိုရင်ဒီချက်လေးဒီချက်ဒီချက်မအောင်ပြောတာပေါ့ငုံငယ်တွေကသွားချင်တာဒီတောင်ကြီးပါပေါ့ဒီဆောင်ဟိုင်းပွဲကိုပေါ့ငါ့ကိုငါချစ်ချစ်ကချစ်ချစ်ရဲ့လုံးပေါင်းငါ့ကိုသွားချင်တယ် let me go ငါသွာ ောက်ခွင့်ပြုပါဆိုရင် me ဆိုတာတယောက်เท่အတွတ် let me ဆိုတာငါတယောက်เท่ကိုပဲခွင့်ပြုပါ let me ငါတယောက်เท่သွားခြင်းနဲ့ဒါပေမဲ့ let's go ကကြတော့ပပလေးတို့မှတ်တာအားလုံးကိုခွင့်ပြုပါ left first to be asra uss နာတို့ကိုဆိုတာကိုထည့်ထားပေးတယ်ဆိုတာကိုပပလေးတို့အင်္ဂလိပ်စာလေးလာနေတယ်။ဒါနဲ့အစ်စ်မြင့်မဲ့ပပလေးတွေကတိတ်မတိကြသေးလို့ဒါရှေ့ sharing လုပ်တာဖြစ်ပါတယ်။ So let's get ready ငါတို့အစင်သစ်လောက်ကြွင့်ပြပါဟဲ့ ာကြဆိုဆိုတာအမြောင်းကိုကိုစားပြုတယ်ဆိုတာလေးကိုပပလေးတို့ပြောရင်းနဲ့တာချီကလည်းအိုင်လက်ကက်စတာထရာဗလင်ခရီးသွားဖို့အတွက်တာချီကိုလည်းခွင့်ပြုပါအောင်ခင်ဗျာဆို I love you let's go bye bye yeah.